မင်္ဂလာပါရှင် Prime Media မှာတင်ဆက်မှုလေးဖြစ်ပါရရှင်ဒီနေ့မှာဆိုရင်မိဘပြည်သူတို့ချစ်ရှုနေရတဲ့အစီအစဉ်လေးကတော့စွန်းလေးလေးလာမျက်မှောက်ရေးရအစီအစဉ်အပိုင်း7ဖြစ်ပါရရှင်မင်္ဂလာပါဆရာမင်္ဂလာပါဆရာအနေနဲ့ဒီအစီအစဉ်လေးမတက်ဆက်ခင်မှာကျွန်တော်ပြောချင်တာလေးရှိရဆိုရင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကောင်းပါပြီအခုလက်ရှိမြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေများရတော့ရွေးကောက်ပွဲအတွက်ကိုပြင်ဆင်နေကြပြီဖြစ်ပါတယ်သဆိုင်ရာနိုင်ငံရေးပါတီများအလိုက်လဲမိမိတို့ဝင်ရောက်ရှင်ပြိုင်မဲ့ ဒေတာတွေမှာမဲဆွယ်စီယုံမှုများစတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။နိုင်ငံရေးပါတီပေါင်းစုံလူမျိုးပေါင်းစုံအသွင်ပေါင်းစုံအလွှာပေါင်းစုံအသက်အရွယ်မျိုးစုံဟာရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ကြမဲ့ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းဖြစ်ဆောင်ရွက်ကြမဲ့လူပုဂ္ဂိုလ်များကိုအကြံပြုတင်ပြလိုတာလေးရှိပါတယ်။အဲ့ဒါကတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးဆက်နွယ်ပတ်သက်လာတဲ့လူပုဂ္ဂိုလ်များဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီးလုပ်ငန်းဆောင်ရွက်တဲ့လုပ်ငန်းဟာမုံမြတ်တဲ့လုပ်ငန်းရဖြစ်ပါတယ်။လူသားတွေရဲ့စာဝတ်နေရေးကိစ္စရပ်တွေအားလုံးကိုစီမံဆောင်ရွက်တာလည်းနိုင်ငံအရေးကိုဆောင်ရွက်တာပဲဖြစ်ပါတယ်။အဲတော့နိုင်ငံရေးဆောင်ရွက်ဖို့ဆုံးဖြတ်ပြီးဒီနယ်ပယ်တွေကိုစတင်ခြေလှမ်းလာပြီးဆိုလို့ရှိရင်အဓိကထားမယ်ခံကြက်လေးများအရေးကြီးပါတယ်ပထမအဆင့်ကတော့နိုင်ငံရေးနယ်ပယ်တွေမှာနိုင်ငံရေးလုပ်ငန်းရပ်တွေကို နေရာပေါင်းစုံတောင်ပေါင်းစုံမှာပါဝင်ဆောင်ရွက်ကြမယ်လူပုဂ္ဂိုလ်များအနေဖြင့်အဲမိမိတို့ဒီလုပ်ငန်းဆောင်ရွက်ရခြင်းဟာရယူခြင်းမျိုးမဟုတ်ဘဲနဲ့ပေးဆက်ခြင်းမျိုးဆိုတဲ့သဘောထားရှိဖို့အမတန်ရည်ကြည်ပါတယ်နိုင်ငံရေးရာမုံမြက်ပြီးတော့မှလှုပ်ဆောင်တဲ့လူပုဂ္ဂိုလ်တွေရဲ့လုံဆောင်ချက်ပေါ်မူတည်ပြီးတော့ပဲနိုင်ငံရေးဟာအကြောင်းအမျိုးမျိုးပြောင်းလဲသွားတာဖြစ်တဲ့အတွက်နိုင်ငံရေးကိုလေးနက်ထားသင့်ပါတယ်မိမိကရယူလိုခြင်းနဲ့ မဟုတ်ဘဲနဲ့မိမိဟာနိုင်ငံတော်အတွက်ပြည်သူအတွက်မျိုးစုမျိုးပုံပေးဆက်ရမယ်ဆိုရက်ခံကြက်လေးများထားရှိစေတို့ပါတယ်။တစ်ဆက်တည်းမှာပဲကျွန်တော်မေးလာမယ်ဆိုရင်ခမားကတော့မလုပ်ဘူးလားလို့ကျွန်တော်မေးကြမိကုန်လေးရှိပါတယ်။ကျွန်တော်ကတော့တနိုင်ငံလုံးနဲ့ပတ်သက်တဲ့အမျိုးသားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုမြေသူကိုမဆိုမျှဝေပေးဖို့အထောက်အကူပေးဖို့အကြံဉာဏ်ပေးဖို့အတွက်ကိုပဲရည်ရွယ်တာဖြစ်တဲ့အတွက် ိုင်ငံရေးပါတီတစ်ခုရဲ့အဝင်ဝိုင်းအောက်မှာမနေဘဲနဲ့ကျွန်တော်တို့လူမျိုးမျိုးဘာသာမျိုးဒေသမျိုးဘာသာအစွဲလူမျိုးအစွဲမရှိဘဲနဲ့အားလုံးကိုကျွန်တော်ထောက်ကူပြုနေအောင်စီစဉ်ဆောင်ရွက်ထားဖို့အတွက်ကျွန်တော်ဝင်ရောက်အရှင်ပြန်ရခြင်းဖြစ်ပါတယ်။အဲတော့မြန်မာနိုင်ငံရေးပါတီမဆိုကျွန်တော်အကူအညီပေးရန်အသင့်ပဲရှိပါတယ်။အဲတော့နိုင်ငံကိုကျွန်တော်ကောင်းစေချင်ပါတယ်။ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးအရာအားဖြင့်တော့ငွေတို့ယာတို့တို့မလိုအပ်ပါဘူးထင်ပေါ်ကြောကြားမှုလည်းကျွန်တော်မလိုအပ်ပါဘူးကျွန်တော်တို့ကရိုးရှင်းရှင်းနေပြီးတော့ပဲနိုင်ငံအတွက်ကိုမြေတို့မြေပုံအလုပ်ကျေးပြုရမယ်ဆိုတဲ့ဟာကိုပဲကျွန်တော်တို့လေးထားပါတယ်အဲဒါကြငွေကြေးရလဲချမ်းသာကြွားလို့မဟုတ်ပါဘူးကျွန်တော်တနေ့လေးနှစ်ကျွန်တော်မစားနိုင်ပါဘူးကျွန်တော်အများဆုံးစားနိုင်ရင်၃နှစ်ပါပဲဒါပေမဲ့နိုင်ငံကိုတော့ကောင်းစေချင်ပါ ောင်းစေခြင်းသာဖြစ်တဲ့အတွက်နိုင်ငံတော်ရဲ့အကျိုးကိုမှန်တကယ်တည်ပိုးကြမဲ့လူပုဂ္ဂိုလ်များဤသည့်လူမျိုးဘာသာဖြစ်စေကျွန်တော်အကူအညီပေးဖို့ဆင်သင့်ရှိကြောင်းကိုလည်းထပ်လောင်းပြောကြားလိုပါတယ်အခုလက်ရှိအခြေအနေအရရအနေပြီးတော့မှနိုင်ငံတော်အတွင်းမှာရွေးကောက်ပွဲကိုဒီငိမ့်အေဂျင့်စွာလွတ်လပ်ညှတာစွာဆောင်ရွက်ပြီးတော့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ကိုကောင်းမွန်တဲ့အခြေအနေများကိုဖန်တီးနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပါတယ် ျွန်တော်တို့နိုင်ငံမှာလုပ်ဆရာတွေအများကြီးရှိပါတယ်လက်တလောလောရမယ်လုပ်ငန်းရတဲ့ရေရှည်ကာလာတူကာလလတ်အလားရေရှည်လောရမယ်လုပ်ငန်းဆောင်တာတွေအများကြီးရှိနေပါတယ်ရှိနေတာဖြစ်တဲ့အတွက်ရွေးကောက်ခံတဲ့ပြည်သူကိုယ်စားလှယ်တွေနိုင်ငံတော်အတွက်လှုပ်ဆောင်နိုင်အောင်လူပုဂ္ဂိုလ်များမှန်ကန်စွာလှုပ်ဆောင်နိုင်မဲ့လူကျွန်လူကောင်းများလူကောင်းလူတော်များပေါ်ထွန်းနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဆွေးနွေးနေတာမျက်မှောင်ကြီးရာစီဇန်17တော့ပေါ့နော်အောက်တိုဘာလ19ရက်နေ့ကနေပြီးတော့30ရက်နေ့အထိကိုကောဘမှာဖြစ်နေတဲ့တင်ပြနေရုံလေးကြားနေတဲ့အချင်းချင်းတင်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ကောင်းပါပြီကောင်းကြော်ရေဒီကာလအတွင်းကတော့အောက်တိုဘာလ19ရက်နေ့ကနေ30ရက်နေ့အထိကတော့ကဘာပေါ်မှာအာကျွန်တော်တို့ထူခြားဖြစ်စဉ်လေးတွေများစွာပေါ်ထွန်းခဲ့ပါတယ်ပထမအဆင့်ကတော့ကျွန်တော်တို့အောက်တိုဘာလ18ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကဗင်နီဇွဲလားနိုင်ငံကိုတိုက်ခိုက်ဖို့အတွက်စနစ်ကျတဲ့စီစဉ်ဆောင်ရွက်ခဲ့တာရှိပါတယ်။ရှိခဲ့တော့ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုနဲ့အလားနီကတ်စွာတရှိတဲ့ဗင်နီဇွဲလားနိုင်ငံမှာသမရအာနီကလတ်မဒူရိုထုတ်ချရေးအတွက်ကိုကျွန်တော်တို့စီရေးရအင်အားပြတာလေဒီဘက်မှာဝင်ရောက်စီးအောင်လှုပ်ရှားလာတာလေလောက်တာရှိပါတယ်။နောက်တစ်ခုကတော့ ကျွန်တော်တို့သမိုင်းမှာတွင်ရစ်တဲ့အကြောင်းအရာကြီးတစ်ခုဖြစ်ပါတယ်ပြင်သစ်နိုင်ငံပါရီမြို့မှာရှိတဲ့ကျွန်တော်တို့လူဗ်ခေါ်တဲ့လူဗာပြတိုက်ကြီးမှာပစ္စည်းတွေအာကျွန်တော်တို့ခိုးယူခံရတာလေးတွေဖြစ်ပါတယ်ဒါကတော့တကယ်တမ်းပြောမယ်ဆိုရင်တော့သမိုင်းမှာမှတ်တမ်းတင်ရမယ့်အကြောင်းအရာလေးဖြစ်ပါတယ်အဲလုံုံရေးထထချရတဲ့ပြတိုက်ကြီးအတွင်းထဲကတံပိုးရှိတဲ့ခြေဟောင်းပစ္စည်းတွေကိုဖောက်ထွင်းခိုးယူသွားတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ် ဒါလည်းကျွန်တော်သမိုင်းရအရေးကြီးတဲ့အတွက်ထည့်သွင်းပြောကြားခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အာအများပြည်သူကဘာသူကဘာသားများအာသိရှိမှုနည်းလိုက်တဲ့အဲတရင်လေးတစ်ခုရှိပါတယ်။အဲ့ဒါတော့အော်တိုဘာလ20ရက်နေ့အမေရိကန်ပြည်တော်စု West Palm Beach လို့ခေါ်တဲ့လေစိတ်မှာသမရဒေါ်နယ်ထရန့်ရဲ့ Air Force 1လေယာဉ်တက်ဆင်းလုပ်ပါတယ်။အဲ့ဒီလေယာဉ်နဲ့မနီး မဝေးမလမ်းမကမ်းမှာရှိတဲ့သစ်ပင်တပင်ပေါ်မှာသမရဒေါ်နယ်ထရန့်ကိုတနတ်နဲ့ပြစ်ခတ်လောက်ချံဖို့အတွက်တနတ်ပြစ်မဲ့လူနေမဲ့တင်းစင်ပြီးဆောက်နေတာတွေ့ရှိခဲ့ရပါတယ်။အဲဒီတော့လုံုံရေးအမြင်ရတော့ကျွန်တော်တို့သမရလေးရင်ပေါ်တက်ဆင်းလုပ်တဲ့အချိန်မှာအာကျွန်တော်တို့သမရလေးရင်ပေါ်တက်သွားတာနဲ့လေးရင်ထဲမှဝင်ပြီးပါလက်ပြမယ်နှုတ်ဆက်မယ်အတက်ဆင်းကိုလည်းသူတူတည်းလောက်ရတာဖြစ်တဲ့အတွက်အေးကဲတို့လုံုံရင်းအားနှက်ချက်ကိုခွင့်ပေါင်းယူပြီးတော့ သမရာတော်နယ်ထရန့်ကိုအဲတနန်းနယ်ပြစ်ခတ်လုပ်ကြံမှုအတွက်တစ်ပင်ပေါ်မှာလင်းစင်စနစ်ကျလုပ်တဲ့ဟာကိုအမေရိကန်အထူးပြုဝက်လုံညုံရေးဖွဲ့ရာတွေ့ရှိသွားပြီးတော့မှအခုလောလောဆယ်တော့အော်ကျွန်တော်ရှာဖွေစစ်ဆေးတာတွေတဲလွန်စာတွေနဲ့ကျွန်တော်တို့စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်။အဲတော့ဒီသတင်းလေးကလည်းအရေးကြီးတဲ့သတင်းလေးတစ်ခုဖြစ်ပါတယ်။ဘာလို့ကျွန်တော်တို့ညွှန်းနေတာလဲဆိုတော့ သမရဒေါ်နယ်ထရန့်လက်ထက်မှာပြည်ပင်းရေးမတည်ငြိမ်မှုတွေဖြစ်လာပြီးတော့မှသမရကိုလုံးချံဖို့ကြံစီနေတဲ့ဆောင်ရွက်ချက်တွေရှိနေစေဖြစ်ကြောင်းကိုလည်းသတိပြုပဲတင်ဆက်အပ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အော်တိုဘာလ20ရက်နေ့မှာဗြိတိန်နိုင်ငံမှာကျွန်တော်တို့ဗြိတိန်ဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့အခြေအနေတွေဖြစ်လာတယ်။ဗြိတိန်ဝန်ကြီးချုပ်ကိုတရားရုံးထဲမှာကျွန်တော်တရားစီရင်ဖို့လုပ်နေတဲ့အချိန်မှာပဲ လုံလုံရေးစောင့်ချက်တွေနဲ့ဖန်ဆီးခေါ်ဆောင်သွားတာမျိုးတွေဖြစ်လာပါတယ်ဖြစ်လာတော့ကျွန်တော်တို့ဥရောပတိုက်မှာတကယ်တော့ဥရောပနိုင်ငံတွေဖြစ်တဲ့အဲကျွန်တော်တို့ Netherlands တို့ Spain တို့ Portugal တို့ Germany တို့ပြင်သစ်တို့တခြားသောဒိန်းမတ်တို့ Norway တို့နိုင်ငံတွေမှာရှိတဲ့အဆွန်ရောက်ဘာသာရေးတခုရဲ့ဘာသာဝင်တွေရဲ့လှုပ်ရှားမှုတွေကိုအထူးလေးထားပြီးတော့မှသက်ဆိုင်ရာနိုင်ငံတွေကနေပြည်နယ်နိုင်ငံတွေပြီးသက်ဆိုင်ရာဒေသတွေကိုပြန်ပို့ နိုင်ခဲ့တော်လဲဗြိတိန်နိုင်ငံမှာတော့အဆိုပါအဆုံးရောက်ပါတာကြီးတခုရဲ့လှုပ်ရှားမှုတွေပုံမူကျယ်ပြန့်လာတာတွေ့ရပါတယ်ကျယ်ပြန့်လာတာတွေ့ပြီးတော့မှအခုလက်ရှိဗြိတိန်ဝန်ကြီးချုပ်စတာမာနှုတ်ထွက်ပေးဖို့အတွက်တောင်းဆိုမှုတွေများလာပြီးတော့မှနိုင်ငံတွင်းထဲမှာလည်းဗြိတိန်နိုင်ငံသူနိုင်ငံသားတွေကမိမိတို့နိုင်ငံတွင်းမှာတည်ငြိမ်အေးချမ်းဖို့လွတ်လပ်ဖို့နိုင်စဉ်စာဝင်းနေကိစ္စရတဲ့ အတွက်ကိုအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်ဖို့အတွက်ကိုစနစ်ကြပြန်လဲတောင်းဆို နေရတယ်လေရှိပါတယ်။ဒါတော့တရှိဟိုတည်င်းနေဖြစ်ပြီးတော့မှအော်တိုဘာလ26ရက်နေ့ကနေပြီးတော့မှယခုအော်တိုဘာလ30ရက်နေ့အထိတော့ကဘာပေါ်မှာအရေးကြီးတဲ့အစီအွေသုံးခုလုပ်ခဲ့ပါတယ်။အာဆီယံအဖွဲ့ကြီးရဲ့48ကြိမ်မြောက်ထိပ်သီးအစီအွေကိုမလေးရှားနိုင်ငံကောလာလမ်ပူးမြို့မှာကျင်းပခဲ့ပါတယ်။အဲဒီပြီးတဲ့နောက်ပိုင်းမှာ မရဒေါ်နယ်ထရန့်ဟာဆိုပါစီဝေးဝဲကိုတက်ရောက်ခဲ့ပါတယ်တက်ရောက်ခဲ့ပြီးတော့ဒေါ်နယ်ထရန့်ကဂျပန်နိုင်ငံကိုခီးဆက်ပါတယ်ယနေ့အော်တိုဘာလ30ရက်နေ့မှာတော့ Asia Pacific Economic Cooperation လို့ခေါ်တဲ့ APEC အဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးတွေကျင်းပနေတာလေလာသိရှိရပါတယ်ဒေတာတွင်ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေအထဲမှာတော့အိန္ဒိယနိုင်ငံတွေထဲမှာတော့ထူးထူးခြားခြားတော့ကျွန်တော်တို့ထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံနဲ့ညီညာရေးစာချုပ်တွေ ဓမ္မထိုးနိုင်ပြီဖြစ်ပါတယ်။အာဆီယံအဖွဲ့ကြီးရဲ့တဘာပီနေရာဥက္ကဋ္ဌနေရာကိုမလေးရှားနိုင်ငံအနေနဲ့တဆင့်ဖိလစ်ပိုင်နိုင်ငံကိုကျွန်တော်တို့လွှဲပြောင်း VF လိုက်ပြီဖြစ်ပါတယ်။အဲကမ္ဘာ့ဝန်မှာအမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်ရဲ့အာရှခီးစဉ်ဟာလည်းအရေးပါတဲ့ခီးစဉ်တစ်ခုဖြစ်ကြောင်းအကြံဉာဏ်ကောင်းနှုတ်တင်ဆက်အပ်ပါတယ်။ ဟုတ်ကဲ့ပါဆရာအခုဆက်လက်မေးမြန်းချင်တာလေးကပေါ့နော်ဗီဒီယိုနိုင်ငံထဲမှာဖြစ်နေတဲ့နိုင်ငံရေးကြောင်းလေးတွေလည်းအားကြီးတွေ့ရပါတယ်ဆရာဒါလေးတွေလည်းသိစိတ်ကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့အဲကျွန်တော်တို့ကဘာမှာအထူး3ပြုတ်ွယ်ဖြစ်စဉ်ဖြစ်ရတကူလို့ပြောကြပါတယ်